ိကတော့ဒီလိုချင်မှုနဲ့လောက်တာပေါ့နော်တိကြတယ်ဆိုတော့အလုပ်ကိုလောက်တာလေကဲတလားပတ်စံဘလောက်ထည့်တာလိုက်ဘယ်နှလားကြာရင်ဒါတိတ်တိကြတဲ့အလုပ်ပေါ့အဲတိကြတာမတိကြအောင်ဆိုတာလောက်ကြီးကိစ္စတွေမပြောနဲ့တရားနဲ့ပတ်သက်ရင်တော့မှအဲ့လိုမျိုးမတိကြတာကိုလက်ခံနိုင်ရမယ်ပေါ့နော်ဟုတ်ဘာလို့ရှောင်းတာ ရနေလားမသိပါဘူး။မထက်နိုင်ဘူး။မချရရဲ့ဘာလို့ပါလဲလို့ပြောတယ်။အဲ့ဒါကျွန်တော်ကခုနပြောသလိုပဲဆိုအောင်ပါနော်။ဟိုကားကိုတော်တော်လေး၆ဝဲခြင်းတယ်။ဘာလို့လဲဆိုတော့ဒိတာကလို့ခီးရီပိုင်ထွက်ရင်နောက်ဆရာတော်ကလည်းဒီ effect ကဒီစီးနေနောက်တစ်ခုကလည်းဟိုအဲ့ဒီကိုအင်းနောက်ဝဲတယ်ဆိုရင်ဟာနှစ်စီးပါရင်အများကြီးတခြားလူတွေတုံးလို့ရတော့ခုနေပြန်ဟိုဒီပတ်စံနေကြတော့ဟိုအောင်းနေစီးလို့ရတယ်။ဘာလို့လဲဆိုတော့အဲ့ဒီစံနာနေလို့လုပ်နေတာ တခါမှလည်းအဲ့လိုခင်ဗျားယုံကြည်နေတယ်တပည့်တော်သူ့ကိုမှမသိဘူးဒါကမဟုတ်လေတရားအားကိုးပြီးလောက်အောင်ပါလေတရားအားကိုဆရာတော်စင်ကဲလူများလာတဲ့ရေတမနေရလူရဲ့လူလူများလာရင်တထတိုးချက်မယ်အဲထတိုးချက်မယ်ဆိုရင်ဘလို့ပတ်စံရအောင်လုပ်မလဲမစင်စားအောင်တက်နိုင်တော့ကုလူကောင်းမှုတွေများများလုပ်ပြီးတော့သူ့အနေနဲ့သူအလူငွေတွေရလာမယ်အဲ့လိုမျိုးလုပ်တာငွေကို ဝိဘလိုအရင်ရှာမလဲပတ်စံရမအဲရိတာအတ္တိတိုးချဲ့လို့ရမယ်အဲ့လိုမျိုးစဉ်းစားမှာငွေကိုမစဉ်းစားဘူးငွေကစဉ်းစားခဲ့ပြီးပြီးစီပွားရေးလုပ်တော့စဉ်းစားခဲ့လို့လည်းဒီရဲ့ site ဘက်ကိုကောင်းကောင်းသိတယ်သိတဲ့အတွက်ဆရာတော်ကလည်းမျိုးငွေနဲ့မလုပ်ဘူးဆရာတော်ကလည်းမတိုင်မြင်ဘူးလေဆရာတော်တိုင်မြင်လဲအဲ့အဲ့ဒါပြောနေတာလဲဆရာတော်ကြားတာပဲဒါပေမဲ့ဆရာတော်အဲ့ကိစ္စတွေကိုဘယ်သူပဲဖြစ်ဖြစ်ကိုသိတဲ့လူပဲလုပ်လို့မသိတဲ့လူပဲလုပ်လို့အဲ့လိုမျိုးဟာအောင်ဆရာတော်ကဘာမှစိတ်မဝင်စားဘူးပေါ့နော် အဲ့လိုတကယ်ရရင်တော့မှဆရာတော်အဲ့လိုမျိုးမလိုချင်ဘူး။ဘာလို့ဆိုတော့ကိုယ့်အောင်ကိုကြံဖန်လိုက်လို့ထားပါတော့ကိုယ့်အောင်ကိုယင်းဤပတ်ဆံယင်းဤမြုံနံလိုက်လို့ပတ်ဆံပြန်ရတာကဒါဟိုလူအများစုလုပ်တဲ့အလုပ်ပေါ့နော်။ပြီးတော့ဒီဟာအကုလို့မกินဘူးလူချင်းလို့လုပ်တာ။ဆရာတော်ကျတော့ကဲဒီ project ကိုချပြလိုက်တယ်အခုအိန္ဒိယ project ပဲထားပါတော့။ချပြလိုက်တယ်လူချင်းနဲ့လူလူလို့ရတယ်ဆရာတော်ကတော့ဒီလိုမျိုးစပြီးတော့ကောင်းနေပေါ်တာလေ။ အဲ့လိုတဘောမျိုး ਨੇ လူကျင်တဲ့လူတွေဝင်လူသွားလို့ဤသွားတာမျိုးကကုလူပူရပတ်စံဟိုလူကျင်လို့မဟုတ်ဘူးလေအဓိကဟိုကအခုဘလောက်ရင်းဘလောက်ရမယ်ဆိုတာဟိုအဲ့ဒါအလူတိုင်းရရတာ ਨੇ မတူကိုယ့်အကူစီပွားရေးလုပ်ပြီးတော့ရတဲ့အမြတ်ကိုလှူတာ ਨੇ အဲတစ်ဖက်ကလူကျင်တဲ့လူတွေတိုင်းရိုက်လှူတာ ਨੇ အဲ့ဒါ ਨੇ လည်းဘလို့မှမတူဘူး ဘယ်လိုလဲဆရာတော့အဲ့လိုမျိုးငွေရမဲ့နီလန်ကိုမကြိုးစားဘူးမရဟိုအဲ့ဒီဥစ္စာမတည်ကြဘူးဆိုတာလည်းသိတယ်လူတွေကတည်ကြတာကိုတည်ကြတာကိုပေါ့နော်နားလေတယ်ပြောတာကိုနားလေတယ်အဲတလောက်ဘယ်လောက်ရမယ်ဘယ်လိုတည်ကြတယ်ပေါ့နော်နားလေနားလေတယ်သိလဲသိကြတယ်အဲ့ဒါကိုယ့်အကူကိုလို့မှားတာပဲဒုက္ခရောက်တာပဲကိုကိုရဲ့ပတ်စံကိုဒီတည်ကြတယ်ကိုနားလေတယ်ကိုရဲ့နားလေမှမပြည့်စုံ သိကြတယ်ဆိုတာကလည်းတကယ်တမ်းကျတော့မှားနေတာဘာမှမသိကြအောင်ဟောကြီးဆိုတာတရားလုပ်တယ်ဆိုတာအဲ့လိုမျိုးကိုလက်ခံထားတဲ့ဒီကိုနားလဲတာကမပြည့်စုံဘူးဆိုတာကိုလက်ခံပြီးတော့ကိုနားမလဲသေးတာကိုနားလဲအောင်ကြိုးစားတာလူတယောက်အနေနဲ့ပေါ့နော်ကိုလိုသူလိုပြီးတော့လူတွေသိကြတယ်ဆိုတာတွေကအာလုံးဝမှန်နေဆိုရင်အဲ့ဒါမဟုတ်ဘူး ုံးဝမှန်တယ်ဆိုတာရှိ ਉ မရှိလောကီမှာသူလည်းမှန်တယ်ကိုလည်းမှန်တယ်ပဲဟိုရုပ်ရှင်ထဲမှာတော့ရှိတာပေါ့နော်ဒါကလူစိုးဒါဇက်လိုက်ပေါ့ဇက်လိုက်ကတော့လုံးဝမှန်တယ်လူစိုးကတော့လုံးဝမှားတယ်ဆိုတာဒါကရုပ်ရှင်ထဲမှာဒါစာအုပ်တွေထဲမှာပဲရှိတယ်တကယ်လက်တွေ့ကတော့အဲ့တရားတဘောတရားနှလုံးသွင်းပြီးတော့လीသတိပညာနဲ့သတိနဲ့တရားနှလုံးသွင်းပြီးတော့မှာပေါ့နော်လောကီလုတ်တွေကိုလှုပ်လိုက်တဲ့အခါကျတော့ ဆရာတို့ကဒီဟာတွေကိုသဘောပေါက်သွားငုံတော့ကသဘောမပေါက်ဘူးလူစိမ့်နေရသဘောမပေါက်ယောဂီစိမ့်နေမှာဒီမသိကြတာတွေသိတယ်တကယ်မမှန်ဘူးဆိုတာကိုသိတယ်လောကကြီးကအကြံဖန်နေကြီးပဲအဲ့လိုပြောရင်လည်းကြိုက်မှာမဟုတ်ဘူးတကယ်တမ်းကျတော့အကုန်လုံးကအကြံဖန်အနည်းနဲ့များပဲกว่าအစ်မမဟုတ်ဘူးပေါ့နော်လှုပ်ယူထားတာတွေပေါ့အဲ့ကြောင့်လဲဆရာတို့ငယ်လေးတည်းကမင်းကောင်းဆွေကောင်းတကယ်ချင်းကောင်းဆိုပြီးတော့ရှာလိုက်တာမတွေ့ဘူးလေ ချစ်စစ်ဆိုတော့လေဒါစိတ်ကူးရင်ပေါ့ရှိတယ်ဟိုရုပ်ရှင်တွေအရလို့ယူမီယိုနဲ့ရူမီယိုနဲ့ဂျူလီယက်လို့ပေါ့နော်ဒါတော့ပဲချစ်စစ်လို့ပဲထင်ထင်ဒါဟိုမသိတော့လေကိုသိတာပဲအာတကယ်ချစ်တာပဲအဲ့ဒါကိုပဲအောက်ကြီးထင်တာပေါ့နော်တရားဖရာတရားနဲ့တွေ့တော့မှာပဲဩဒါတကယ်ဖရာမှာတကယ်အမှန်တရားကိုဖော်ထုတ်ပြီးသွားတာဆိုတော့အစ်စ်မှန်ဆိုတာဆရာကောင်းဆရာစစ်မိတ်ဆွေစစ် မိဘစစ်အဲ့လိုတဘောပေါက်တယ်တရားမှာတကယ်ဒီစေဝါစစ်ပေါ့နော်အာနာစစ်တရားမှာတကယ်ငွေကြီးစစ်ပဲအဲ့တော့ပတ်ဆက်မစုပဲနဲ့တရားကုလိုတွေပဲစုတော့ နောက်တစ်ခုကလည်းဒါကိုယ့်ရဲ့ဘဝကိုဒီလရှင်မွေးနိုင်မှုမွေးချင်ဘာလို့မှလဲဒီလရှင်နေရဒီလာလည်းမစောင့်နိုင်ဘူးအဲ့လိုပေါ့နော်ဟိုငါတို့ကတော့တရားရမှပဲဝင့်မယ်ပဲဖြစ်ဖြစ်အဲ့လိုတကယ်ကြင့်ပြီးမှဝင့်မယ်ပဲဖြစ်ဖြစ်တကယ်ဒီလာစောင့်နိုင်မှဒီလရှင်လိုနေနိုင်မှဝင့်မယ်ပဲဖြစ်ဖြစ်ပေါ့လေအဲ့လိုမျိုး ြောနေတာတွေကကိုယ့်ရဲ့ဘဝကိုလူလောကထဲမှာပဲယင်းနေမြုံနေတာအကြောင်းကြောင့်အခုလိုဝေ့လိုက်တယ်ဆိုတာကျတော့ဖရာတရားတန်ခါကိုယင်းနေမြုံနေလိုက်တာတာရဏတော်မှာမြုံနေတာ ਨੇ လူလောကထဲကဟိုနိုင်ငံအတွက်ပဲနိုင်ငံတာကောင်းပဲလှုပ်လို့အစိုးရဝန်ထမ်းပဲလှုပ်လို့အဲ့ဒါလောကီမှာမြုံနေတာ ਨੇ တာရဏအတွက်မြုံနေတာ ਨੇ တခြားစီ တေချာတာကဒီဘက်ကတေချာဟိုမှာလူလူလိုပေါ့လေတရားထုတ်လို့တရားရဖို့မတေချာအဲဒါအိမ်အောင် ပြုလိုက်ရင်တော့မယောက်ျားတွေတာရမီတွေရရင်ရအောင်မယ်အဲ့ဒါမှတေချာတယ်လူတွေအဲ့လိုတွန်းတွဲတယ်ပတ်စံရှာတာမှတေချာအောင်မယ်ပညာသိရင်တော့မှဘွယ်လေးရအောင်မယ်အဲ့ဒါတေချာတယ်လို့လူတွေကထင်တာလေဒါပေမဲ့အဲ့ဒါကဒီလောကီမှာယဉ်ဤမြုံနံတာဒါအများစုလုပ်တဲ့အလုပ်ပဲ ဒီလိုတာရဏတော်ကယင်းဤမြုံနံမှုမပြောနဲ့တွေ့ဖို့တော့မလွယ်အဲ့တော့လောကီမှာလည်းမအောင်မြင်တာချင်းတူတူပါတရားထုတ်တော့လည်းတရားမရတာပဲထားပါတော့စာစာစာသင်တော့လည်းသမုပ္ပမအောင်ပဲထားပါတော့ဒါပေမဲ့ယင်းဤမြုံနံထားတာကတာရဏတော်အတွက်ကိုယ့်ရဲ့ဘဝကိုယင်းဤမြုံနံထားတာကတန်ဖိုးရမ်းရှိတယ်တာနာတန်ဖိုးရှိတဲ့အတွက်ဘဝအရေးချင်းမရှိလို့ဉာဏ်မမီလို့ တရားလည်းမရဘူးစတင်လဲဆံမှုပဲမအောင်ဘဲထားပါတော့ဒါပေမဲ့ယင်းဒီမြုံနံနာဝကိုယ့်ရဲ့ဘဝကိုတာရဏတော်အတွက်ယင်းဒီမြုံနံထားတာဟောတမှုရှိတာရဏတော်ကတမှုရှိတဲ့အတွက်ကုလိုရတာသေးကြတယ်လူတွေကလောဘကြီးလို့စဉ်းစားတရားထွန်းတရားရမှဆိုလောဘကြီးလို့လေတရားမရဘူးပဲဟုတ်ပါမလဲတရားဓာမအချိန်တန်ရမှာပဲစာလည်းတင်သွားရင်ဆံမှုပဲမအောင်ရင်တာနေမယ်စာတော့တင်တဲ့လောက်တော့တတ်မှာပဲ နေတာမြန်တာပဲกว่าအဲ့ဒီဒီဖះစာတွေကတန်မိုးရှိတာဒီဒါနသီလဘာဝနာအလုပ်တွေကတရားထုတ်တဲ့အလုပ်ကတန်မိုးရှိတယ်တရားမရလဲကုလို့ရတယ်ဒီတရားတွေကိုဖြန့်ဝေပေးနေတယ်ဆိုရင်တချို့တရားရတာမှမဟုတ်တာတရားအများစုကတရားမရပါဘူးဒီလိုပဲလေတရားတွေတင်မင်းနေတယ်ဖြန့်ဝေပေးနေတယ်ဒါတာရဏတော်အတွက်အလုပ်လုပ်နေတာဟောတန်မိုးရှိတယ်အဲ့ဒါလေတော်များ နားမလည်ဘူးပေါ့နော်အဲ့တော့ခုကိုပိုင်နာကိုလည်းဒီလိုကုလိုရဖို့မြုံနံတာမဟုတ်ပဲねပတ်စံရဖို့အတွက်မြုံနံပြီးတော့ဒစင်ခံလိုက်တာပေါ့ပတ်စံရမှာအလူလုံးလို့ရမယ်ဆိုတော့ဟိုကပတ်စံအရင်ရအောင်ရှာပတ်စံအရင်လိုချင်တာငွေကြေးနဲ့အလုံးလုံးတဲ့ငွေကိုအဓိကထားပြီးတော့တာနာပြုတယ်ပေါ့အဲအဲ့ဒါအဲ့ဒီအဲ့ဒီစူဂျိုပဲ ငွေကိုလဲဒါစီးပွားရေးမှာမြုံနှံလိုက်တာသူတို့ဘာစီးပွားရေးလောက်တော့အားပေးတာအဲ့ဒါအဲ့ဒါကအခုလိုဖြစ်တယ်စီးပွားရေးဆိုတာဘာမှတည်ကြတာမဟုတ်အဲ့တော့ကိုယ့်ရဲ့ကိုယ့်ရဲ့ဘဝကိုလဲတာရဏတော်မှာယင်းနှိမြုံနှံလိုက်အဲ့ဒါတန်မိုးရှိတယ်တမန်ယောဂီတယောက်ပဲဖြစ်တယ်ဆိုရင်တော့ဟိုတမန်ဘုန်းကြီးတစ်ပါးဒီလရှင်တစ်ပါးပဲဖြစ်တယ်ဆိုရင်တော့မှဒါဘာပဲပြောပြောအီဂျန်မှုကတော့ရတယ်မအောင် အပြစ်ကင်းတယ်ပေါ့ပြောမှဆိုရင်တော့အဲ့တော့အဲ့လိုမျိုးရင်းနှီးမြုပ်နှံမှုကျူးစားအောင်ပါပေါ့လေခဏတစ်ဖြုတ်လေတန်မိုးရှိတာအခုဒီမှာဆိုရင်ဒါအခုဒီမှာ BNM မှာဆရာတရားဆန်းလာဖွင့်တာကြာပြီ။စာပန်းက တိတ်ပြီးတော့ရေရှည်ဝိမ့်မဲ့လူမျိုးရှိအခုဒီကအဝတ်တဲ့လူတွေကတခါတည်းရေရှည်ဝိမ့်မဲ့လူတွေညာလာသူတို့ကတေးချာမေးမြန်းပြီးတော့မှပြင်ဆင်ပြီးတော့မှ ဝတ်တဲ့ဘောမျိုးဆိုတော့သူတို့တော့နည်းနည်းစိတ်ချရတဲ့ဘောရှိတာပါလေအဲ့လိုမျိုးဝိမ့်မဲ့လူတွေဘုံကြီးရောအဲ့ဒီဆရာလေးတွေရောဆရာတို့လည်းပြောရင်ပြောရင်ပူပြောတတ်တာလည်းပါတာပေါ့နော်လေ့လာရင်လည်းပူပြီးတော့နားလည်လာတာလည်းပါတာပေါ့ တော့သူတို့အတွက်သူတို့ဘဝကိုဘယ်မှာသုံးရမလဲသူတို့ပိုင်ဆိုင်တာဘယ်မှာသုံးရမလဲအဲ့ဒါကိုသူတို့မသိကြဘူးဆရာတော်ကတော့လက်တွေ့ဆန်းသက်ကြည့်တော့ဒီလိုသုံးတာကောင်းတယ်ဆိုတော့တဘောပေါက်သွားတော့မြန်မာပြည်မှာလည်းတင်ပေးတာပဲတင်တာကိုလိုက်လုံလို့လေလိုက်လုံလို့ရေးတာတွေအများကြီးဖြစ်နေတာပေါ့မြန်မာပြည်တွေကရေးတာတွေကမြန်မာလူဝင်နဲ့စောက်တာများနိုင်ငံခြားရေးတာအားနိုင်ငံခြားလူဝင်နဲ့စောက်တာ ဲ့တော့ဒီလိုလူလိုက်လို့ဒေါ်ကင်းကတို့ထားပါတော့လူလူလဲလူတယ်သူတို့လည်းရှိတာဒီလဲအဲ့လိုပေါ့မြောက်တကုံကြီးပြွက်တွေပါဆိုသူတို့လူလိုက်တာပဲလေအဲ့ဒါဒီလူလိုက်လို့သူတို့မှာတရားမရတယ်ယူပဲထားပါတော့ပြီးတော့လဲဒါသူတို့ပြန်ပြီးလူမဲ့လူမရှိဘူးပဲထားပါတော့ကိုလူဓာပြန်အကျိုးမပေးသေးဘူးထားပါတော့နော်ဒါပေမဲ့အဲ့ဒါကလည်းအကြောင်းရှိတယ်လေသူတို့စိတ်ထဲမှာ တန်တရားနဲ့လှူတာဟုတ်ပြီးတဲ့အခါကျတော့ဟိုလော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 နဲ့ပေါ့နော်လှူပြီးတော့မှတရားကလည်းအထောက်အထားရမရနိုင်ဘူးလှူပြီးတော့မှလည်းအကျိုးကလည်းမပြီးနိုင်ဘူးအဲ့ဒီဘောမျိုးတွေပေါ့အဲ့လိုလောနေတာမှားတာတရားနဲ့ကျတော့လုံးဝဒီဟာကိုသူကလည်းသူအကျိုးပေးရင်တန်တဲ့အချိန်ပေးတရားကလည်းရကျင်တန်တဲ့အချိန်ရစာတင်နေဆိုရင်လည်းသူကလည်းသူတက်ချိန်တန်တဲ့အချိန်တက်ဒီလောက်ပဲရတဲ့လောက်ချိန်နဲ့တယ်ပေါ့အဲ့လိုမျိုး ျော်လင့်ချက်မထားဘဲနဲ့လုပ်ရမှာလုပ်နေဖို့ပဲအဓိကပဲရောက်ချိန်တဲ့ချိန်ရောက်ပေါ့လို့ဒါအကန့်အသတ်မရှိလုပ်တာလွတ်လွတ်လပ်လပ်လုပ်တာအဲ့လိုမျိုးလုပ်ရမှာစိတ်ထားလို့မထားနိုင်တဲ့အခါကျတော့မြန်မာပြည်မှာလှူတယ်လှူပြီးတော့စိတ်ပြတ်သွားတယ်လေတချို့ကျတော့ဟိုတီးမခံနိုင်တော့ဘူးပေါ့လှုပ်ပြီးတော့ဘာမှလည်းတိတ်ပြီးတော့ဖြစ်မလာဘူးပေါ့အဲ့ဒီဘောမျိုးကြီး ကျဆရာတော်လဲဒါလှူတာပဲလေဆရာတော်လဲအလူရှင်ပဲကိုတိုက်တွေကားနေနဲ့အရင်ကြီးရှိတဲ့လောက်ကိုလှူလိုက်တာကိုဘဘကလည်းရင်းနှီးမြုပ်နှံလိုက်တာပဲဆရာတော်ကြတော့ဘာဖြစ်လို့ရလဲခဲ့တော့အများကြီးပြန်ပြီးတော့အဲ့တော့ရတရားဖျက်တရားတန်ခါနဲ့ပတ်သက်တဲ့အလူကိုလှုပ်ကြတာပဲဒါပေမဲ့လှုပ်တဲ့နေရာမှာ နားလေတဲ့အတိညာနဲ့လှုပ်နိုင်တဲ့စွမ်းအားနဲ့အဲ့ဒါကွာဒီဒီတရားတွေရတာမှားနေရဆိုရင်ဆရာတော်လှူတာကြတော့ဘာလို့အကျိုးရှိလဲ ဆရာတော်တာနာအတွက်ယင်းဒီမြုပ်နန္ဒကျတော့ဆရာတော်မှာအများကြီးကြောင်းနေအများကြီးလည်းပြန်ရတယ်လက်လာပါးတွေအများကြီးလည်းပြန်ရတယ်ကိုဘွားကိုလှူလိုက်တယ်ဆရာတော်မှာလှူတာကိုတဘွားတစ်ခုလေဒါမဲ့ရတဲ့လှူလို့ရတာကိုလည်းကိုကျိုးမတော့ဘူးလေဆရာလေးတော့ကင်းကတော့မိသားစုဆိုလဲတာနာအတွက်ပဲဆရာတော်ပြန်သုံးတာပဲသူတို့လှူတဲ့ဥစ္စာကိုလည်းဆရာတော်တာနာအတွက်ပြန်သုံးတော့သူများရဲ့ဘဝတွေကိုပါဆရာတော်က ပြန်ပြီးသုံးမိတာသူများလှူတဲ့ဥစ္စာတွေကိုပါ ကိုယ်ထဲထည့်ပြီးတော့ကိုလုတာလှုပ်ရှင်တာလှုပ်တာပေါ့တာနာတော့တော့ပြန်ပြီးတော့သုံးမိတာဘာလို့သူတို့ကမသုံးတတ်ဘူးလေဆရာတော်တော့အောင်းမြင်မြင်သုံးတတ်သွားတာပေါ့သူတို့မှကြတော့အလိုစိတ်တွေကိုမထိန်းနိုင်တာလေလောနေတာပေါ့နော်ပြီးတော့တခြားလူကပြောလိုက်အာလူပြီးတော့အလကားပဲဘာထူးမှလဲအဲ့လိုမကောင်းပြောလိုက်ရင်ဘုရားတရားတန်ခါနဲ့ပတ်သက်ပြီးတော့တရားထုတ်တာပဲဖြစ်ဖြစ်ဒါနာပြုတာပဲဖြစ်ဖြစ်အဲ့ဒါတွေကို မကောင်းပြောလိုက်ရင်စိတ်ကလဲသွားပြီးတော့ရောင်းချာချာပြန်ဖြစ်သွားတာပေါ့။မန္တလေးကတော့ဆရာတော်ကတရားထုတ်တယ်ဆိုတာလူပြောသူပြောကိုလုံးဝစွန့်ပြီးတော့မဟုတ်ဆရာတော်ဖျားကြီးဟောတဲ့တရားကြီးအဲ့တရားတွေပဲနာတာ။လူစကားတော့နားမထောင်တော့။လူမစွန့်နိုင်တာပေါ့။ဆရာတော်ကျတော့စွန့်နိုင်တယ်လေ။ငကုံတော့တော့ဒါဖျားဟောတဲ့တရားတွေကိုနားလို့မရလို့လူပြောသူပြောနားထောင်ရတာ။တရားလဲနာပြီဆိုတော့လူပြောတာတွေကို လူပြောသူပြောတယ်ကိုနားအောင်မထအောင်ကိုလည်းလူစကားအောင်မပြောတော့လောကီเจ้าရာတွေမပြောတော့ဟုတ်လေပြင်သူများပြောတာကိုလည်းနားမထအောင်သူများကိုလည်းအဲ့လိုမျိုးမပြောတော့အောင်သင်ပေးတာပြီးတော့လောကီလူကိုလည်းစွန့်နိုင်မှုကြိုးစားတာပါနော်လုံးဝတကယ်လဲစွန့်သွားနိုင်တယ်ရလူဘောကိုလည်းစွန့်နိုင်မှုကြိုးစားတယ်တကယ်လဲစွန့်သွားနိုင်တယ်အဲ့တော့စွန့်ပြီးတော့မှ တရားလုပ်တာတာရဏပြုတာပရိဒါလုပ်တာအဲ့လိုလူလူဘွားနဲ့လုပ်လဲရတာပဲဆိုပြီးလူလိုလုပ်တာလည်းမတူဘူးအရောများတော့လူဘွားနဲ့ပရိဒါလုပ်တာလေလူဘွားနဲ့ပဲတာရဏပြုကြတာလေဆရာတော်ကျတော့လူဘွားနဲ့လည်းလုပ်ခဲ့တယ်လူဘွားကိုစွန့်ပြီးတော့မှလည်းလုပ်နိုင်တယ်လူဘွားလူလိုလည်းလုပ်နိုင်တယ်ပေါ့လူဘွားကိုစွန့်ပြီးလည်းလုပ်နိုင်တခြားလူကြတော့လူမစွန့်နိုင် လူဘွားကိုဆုံးရှုံးခံလိုက်တာကိုဘွားလူတွေကြတော့အဲ့လိုမျိုးလူဘွားကကိုကအောင်မြင်နေတယ်လေပြောမှဆိုရင်တော့တကယ်တတ်နိုင်တဲ့လူဆိုရင်အောင်မြင်နေတယ်လူလောကထဲမှာနေရာရနေတယ်တရားလုပ်လိုက်တော့မှဘာနေရာမှမရတော့ဘူးဆိုရင်ဘာထူးမှလည်းအဲ့ဒီပုံမျိုးတွေ့တာလေးရှိရပါတော့ဟိုတင့်နေတုံးဆိုလဲလော်ဂီမှာသူအောင်မြင်နေတာပဲလေအဲ့ဒါကိုခုဒီလရှင်ဝင်သွားတယ်ဝင်သွားတော့ခုသူဘာဖြစ်လာလဲဆိုဘာမှမဖြစ်လာသေးဘူးပေါ့လို့အဲ့လိုပဲပြောအောင်ဒီလရှင်ပဲဖြစ်နေနေတာလေ တရားလည်းမဟောဘူးရိုက်တာလည်းမလုပ်ဘူးစာလည်းသိမသိတော့မသိဘူးပေါ့နော်ဒါပေမဲ့ဘာမှလည်းဟိုရင်းနှီးမြုပ်နှံပြီးတော့ဒီလိုက်ရှင်ဝတ်လိုက်ပြီးတော့ဘာတရင်မှလည်းမကြားပဲနဲ့သူကလည်းသူတရားနဲ့ပဲလုပ်နေတယ်ဆိုတော့လူလူတွက်တယ်ဆိုရင်တော့တွက်ချင်မကြိုက်ဘူးပေါ့ဥပ္ပဝါတော်မှာသူကအဆူတော်လည်းဖြစ်သေးတယ်အမှုပညာရှင်လည်းဖြစ်သေးတယ်အဲ့မဲ့သူနဲ့ပတ်သက်တဲ့လူတွေကတော့တေကုံတာပေါ့လေအဲ့ဒါသူတံဝေကရရတာလည်းပါမောသူကဆက်လုပ်နေပြင်းကြီးတို့လိုမျိုးဒွေးတို့လို ဘူးလေအမေကရစရာတွေရှိလို့တရားပဲလဲ့သွားတာပေါ့အဲဒါပေမဲ့သူ့အနေနဲ့သူတော့ကျင့်တတ်နေရပဲလေအဓိကတော့ဟိုအများကိုဆွဲမခေါ်နိုင်ဘူးဆိုဆွဲမခေါ်နိုင်နေရင်တော့မှအများမဆွတ်နိုင်တော့ဘူးဆွတ်ပြီးတော့တာနာတော့အတွက်ပဲရင်းနှီးမြုပ်နှံသွားတာပဲကျော်ဟင်းရမှသူကအသက်ကြီးတော့မှသူကဆွတ်နိုင်တာတင်းတင်းတုံတုံငယ်ငယ်လေးနဲ့ဆွတ်နိုင်တော့ အဲ့ဒါဟောတာဒီတာရဏတော်ကပုံပြီးတန်မှုရှိလို့တာပြန်မထွက်လာတာပေါ့အဲ့လိုတွက်လို့ရတယ်နမွေတော့လူတွေမြင်နေလို့တာကိုယ့်အကူသူကမြင်နေမယ်ဆိုရင်ငါတီလက်ရှင်ဝယ်ပြီးတော့တရားလုံနေတာဘာမှလည်းဖြစ်မလာဘူးဆိုပြီးတော့လူထတ်တာပဲခုံးတယ်တရှင်းပြန်ဆိုတာပဲကောင်းတယ်အဲ့လိုတွက်မှာပေါ့ဒါရှင်ရှင်ကြည့်တော့တခြားစီပဲလေမတကယ်လှုပ်တဲ့လူကတော့သိတာပေါ့နော်မလှုပ်တဲ့လူကတော့မသိဘူးဟောလည်းမြင်အဲ့လိုစွန့်လွတ်နိုင်တာကလည်းတန်မှုရှိတာဘာမှမဖြစ်လဲ ဟိုဒီလရှင်ဝင်လိုက်လို့ခုံကြီးဝင်လိုက်လို့ဘာမှဖြစ်မလာဘူးဆိုရင်တော့မှအဲလူလောကကိုဆွတ်နိုင်တဲ့အခြေချင်းကရှိတယ်။အောင်မြင်တဲ့ဘဝကိုဆွတ်နိုင်တယ်ဆိုပိုတော်မှခက်တယ်။လူတွေတက်တော့တာဝါတာပဲဒါ။အဲ့လိုဆွတ်နိုင်တဲ့အတွက်ပဲတရားကလည်းမရကြတော့မရှိဘူး။အဲ့လိုဒါတကယ်ဆွတ်ရင်စာတေလည်းမတက်စရာမရှိဘူးပေါ့နော်။ကိုယ်ဘာလုပ်မလဲပေါ့။မအောင်မြင်စရာမရှိဘူးပေါ့။အဓိကဆွတ်လွတ်နိုင်ရောဆရာတော်မှလည်းအဲဆွတ်လွတ်နိုင်တဲ့ဆွတ်ရင်တတရားရှိတယ်။ ဂျန်တဲ့လူကြတော့ဟိုရုပ်ထုတော့ဆွန့်လိုက်တာပါစိတ်ထဲမှာကြတော့မာမြန်မာနေပြီလားတန်နေရတယ်ပြန်ဖြစ်နေတာမလူလိုက်ရင်ကောင်းမယ်ဒီလရှင်မုန်းရင်ကောင်းမယ်အဲ့လိုမျိုးတွေပြန်ပြီးတော့တန်နေရတယ်ဖြစ်နေတာအဲ့စိတ်ကိုမဆွန့်နိုင်အဲ့ဒါကမာနေတာစိတ်ကိုပါဆွန့်အောင်စိတ်ဆွန့်မောတော့အဓိကပါလူလူဆွန့်တာမဆန်းဘူးလေတည်လဲထားခဲ့ရမှာ အိုင်ဆိုင်မှုတွေကထားခဲ့ရမှာဒါပေမဲ့စိတ်တွေကငေါ့စာဆိုပြီးစွဲနေတဲ့ဥစ္စာကြီးကိုငါလူလာဆိုပြီးတော့လူတဲ့လူတွေအများကြီးရှိတယ်အဲငါငါလူလာပဲစွဲနေတယ်အဲ့လိုမျိုးတွေလူလာအောင်ငေါ့စာဆိုပြီးတော့စွဲတာပေါ့လေအဲ့ဒါကိုမစွန့်နိုင်တာကအကျိုးပေးရအားနေတာ